ရုရှားသမ္မတကိုဗျာဒိတ်တော်လာကျွမ်းမင်းနဲ့ခိုင်းနိုင်ပြီးဘရင်လို့တုံ့နှုတ်ခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်အကြောင်းကိုပြောအပ်ဖို့ရှိနေပါတယ်။ဒီခီးစဉ်မှာ130မဂါဝက်ထုတ်နိုင်မဲ့နျူကလ িয়ার တပောင်းဖို့တည်ဆောက်ရင်းနဲ့ဒဝဲရေနက်စိတ်ကန်စီမံကိန်းအပအဝင် အချက်၁၀ချက်ကိုသဘောတူခဲ့တယ်လို့စစ်ကောင်စီကပြောပေမဲ့အသေးစိတ်ကိုတော့လူထုကိုအသိပေးတာမရှိပါဘူး။အခုတွေးဆမှုဟာမြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုနျူကလ িয়ার လက်နက်ပိုင်တဲ့ ာဏာရှင်နိုင်ငံဖြစ်လာဖို့အားထုတ်မှုဖြစ်တယ်လို့ UNG ရဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာကလည်းပြောပါတယ်။ပြီးတော့လူ့အခွင့်အရေးဆိုင်ရာ ASEAN လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်းရုရှားမြန်မာဆက်ဆံရေးဟာဒေသတွင်းလုံခြုံရေးကိုပါချိန်ချောက်နေတယ်လို့မက်ရှလ၄ရက်နေ့မှာသတိပေးလိုက်ပါတယ်။မက်ရှလ9ရက်မှာတော့စစ်ကောင်စီခေါင်းဆောင်ဟာအရှေ့ဥရောပကကုန်တွင်ပိတ်နိုင်ငံဖြစ်တဲ့ဘယ်လာရုစ်ကို ရောက်ရှိနေပါတယ်။ ဘယ်လာရုစ်နိုင်ငံဟာသူ့ရဲ့နယ်စပ်ကိုဖျက်ပြီးယူကရိန်းတဲကိုရုရှားတပ်တွေဝင်ရောက်ဖို့ခွင့်ပြုခဲ့တဲ့အပြင်ရုရှားရဲ့အနုမြူလက်နက်တွေကိုသူ့ပိုင်နယ်ထဲထားဖို့ခွင့်ပြုတဲ့နိုင်ငံဖြစ်ပါတယ်